ဆရာဆွမ်းနာကမုံတိုင်းခြေအနေနဲ့ပတ်သက်ပြီးတော့ဟိုတင်ထားတာလေးတွေ့လို့အဲ့ဒါလေးအော်ကျွန်တော်တို့အဲ့ဒါအခြေအနေလေးလည်းသိချင်လို့ပါခွန်ရရဲ့တော့ဆိုရဲတခုရှိရဲ့အရင်ဆုံးကျွန်တော်ပြောရမှာက NOAA ပေါ့နော် NOAA ကအမေရိကန်ပေါ့ဗေဂန်မော်ဒယ်ပေါ့အဲဒီမော်ဒယ်နှစ်ခုရဲ့အာကျူရီခမိုင်းရဲ့နှစ်ခုကဖြန့်နေပဲဖြစ်နေတယ်ဟုတ်ဖြန့်နေပဲဖြစ်နေတယ်ဆိုတော့လုံးဝဖြန့်နေတာတော့လည်းမဟုတ်ဘူးဒီဗီယန်ရဲ့ရုံတော့ဖြစ်မယ်သို့တော့အာဒီဗီယန်ရဲ့ရုံကဆက်ပြီးရွေ့ရတာဒီ အတခုကမင်္ဂလာပင်လေဟိုရေပိုင်းနဲ့အနောက်ပိုင်းကိုသွားမယ်အိန္ဒိယဘက်ပေါ့နော်ဟုတ်ကဲ့ဒါအဲဟို EU ကကမန်ဒ်မော်ဒယ်ရဲ့ကမန်ဒ်ချက်ကိုတွေ့ရတာပြီးတော့ NVA အမေရိကန်ရဲ့ကမန်ဒ်ချက်က GFS ရဲ့ကမန်ဒ်ချက်ကကြတော့ကျွန်တော်တို့အပေါ်ကိုတက်လာတယ်မြောက်ဘက်ကိုတက်လာတယ်တက်လာပြီးတော့ဒီ Andaman ကျွန်းကြီးရဲ့ထိပ်ကနေပြီးတော့ပူပူကျွန်းတို့ဘက်ကိုဖြတ်ပြီးတော့ပေါ့နော်ဟုတ်ကဲ့ပြီးတော့ဒါမြို့ဝကျွန်းပေါ်ကန်နီအာကန်ယူရန်ပေါ့ တန်ဒီကန်ရိုဒန်ဆိုတော့ကျွန်တော်သူအခုတွေ့ထားတာကတော့တော်ငိမ်းနောက်ပြီးတော့အာဟိုကလေးဖြာဖို့ဝါဒီနေရာနေပြီးတော့ကုန်းကွင်းကိုဝင်နေဆိုပြီးတော့တွေ့ထားအဲ့တော့ဒါကကျူရင်ခံမရက်ပဲကြည့်သေးတယ်။အဲသူကဟိုဒီဘက်ကိုချိုးလာမယ်မချိုးလာဘူးဆိုတဲ့ဟာဒီ50 50ဒါကျူရင်ခံမရက်ပဲရှိသေးတယ်။အဲ့တော့အဲဒီ April 2ရက်မှာ April 2ရက်နေ့မှာဒီချိုးရတာနေ ကျွန်တော်တို့ထိုင်းနိုင်ငံတောင်ပိုင်းပေါ့နော်ဟုတ်ကဲ့နိုင်ငံတောင်ပိုင်းဖူခက်နာကနေပြီးတော့ကျွန်တော်တို့ဆူမတရာဒီဂျာဗာကျွန်းနဲ့ဟိုဟာဂျာတွေပေါ့ဒီလေဂျာတွေကိုဒါဂျီပီအန်နဲ့ရောင်းဝစပြီးတော့ကြောက်ဟုတ်ကဲ့ကြောက်မယ်ဆိုတာကပ်ပလီပြည်နယ်တောင်ပိုင်းပေါ့တောင်ပိုင်းကိုစရောက်ပြီးတော့လို့ရှိရင်အဲ့ဒီအချိန်ကြတော့မှအိန္ဒိယမူလကဌာနတို့အာဒီပင်လယ်ပင်လယ်ကိုကပ်ပလီပြည်နယ်နဲ့ဆက်ဆိုင်နေဟုတ်ကဲ့အိန္ဒိယမူလကဌာနကြီးကနေပြီးတော့ဒါဂျီပီအန်နဲ့ရောင်းဝတော့ဖြစ်ပြီး အဲသူကတော့ပြေဘူးသွားနေတယ်သူဟာလေးကိုအသေးစိတ်လို့တရားဝင်ထုတ်ပြန်မှာပေါ့ဟုတ်ကဲ့ကျွန်တော်ကတော့ဟိုကြိုတင်ခံမှန်းကြည့်ပဲကြည့်ရအဲ့တော့နှစ်ရက်နေကြတော့မှဒီပြားနေရုံဖြစ်တော့မှဒီဟာကိုပြောမယ်ဆိုရင်ကျွန်တော်ချားထဲမှာ၃ရက်လောက်ပဲထင်ရတယ်ဘာမှပြင်ဆင်ရင်ရတော့ဟုတ်ကဲ့ရတဲ့အတွက်ကဒီလိုတော့ကြိုတင်ခံမှန်းကြည့်ရှိတယ်ဆိုတော့ကျွန်တော်တို့တင်ပြချတာပါအော်ဟုတ်ကဲ့ဆရာဆိုတော့ဟိုနောက်ထပ်ဆရာပြောထားတဲ့ရက်ပိုင်းအတွင်းမှာပဲအဖြေအားတေချာ တေချာနှီးပါးလောက်တည်ရမှာဆိုတော့လက်ရှိမှာတော့ပြင်ဆင်ဖို့အတွက်တော့အဲလိုအပ်တယ်လို့ဆရာပြောချင်တာပေါ့နော်ဟုတ်ပါတယ်အဲဂျူရင်ကမန်ဂျာပေါ့နော်ဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့ပင်လယ်ကမ်းကြီးရေလုံငန်းလုပ်ွက်တွေရတယ်ဒီအချိန်မှာဒီငါကြားဖောင်လို့ဘာလို့ကျွန်တော်တို့အဲ့ဒါကြီးထွက်နေကြရတဲ့အခြေဖြစ်နေတယ်ဖြစ်နေတော့အဲ့ဒီနေရာမှာလေအခုကျွန်တော်ထပ်ပြီးတော့ဟိုပုံတပုံထပ်ပြီးတော့တိုးပြီးထည့်ပြီးထားတယ်အဲဒီဧပြီ6ရက် ည6နာရီခွဲပေါ့ညနေ6နာရီခွဲပေါ့နော်။တန်းကြီးရေလုပ်ငန်းလုပ်ွက်59 96နေရာမှာ၄တိုင်းလုံးတနင်္လာပိုင်း၄ဆယ်နဲ့50လောက်ရှိနိုင်တယ်။နိုင်ရင်ကတော့ဆယ်ပြည်ကနေ73ပြည်လောက်ရှိနိုင်တယ်ဆိုရဟာကိုဒါကြိုရင်ပြီးတော့ကျွန်တော်အပြီးပေးထားတယ်။အဲစတာဒီဟိုကြိုရင်ခံမှန်းချက်ပဲဖြစ်တယ်။ဟုတ်ကဲ့။တကယ်ဖြစ်နေတာမဟုတ်သေးဘူးပေါ့နော်။ဟုတ်ကဲ့။ ဟောဟိုခက်မန်းကတော့ဒီဂျာမရက်ပိုင်းအတွင်းကတော့တော်တော်လေးဟိုဟိုပြောရတာခန့်နေတဲ့သဘောဖြစ်နေတာပေါ့နော်ဆရာတကယ်လို့တီဝါခဲ့မယ်ဆိုရင်လည်းအဲ့ဒီအချိန်ကျမှပြင်ဆင်မယ်ဆိုရင်နောက်ကျသွားတဲ့သဘောပေါ့နော်ဆရာဘာမှလုံးလို့မရတော့အဓိကတော့ဟိုပင်လယ်ကမိုင်တရာလောက်မှထွက်နေတဲ့ဒီကြားပေါင်းလုပ်ငန်းတွေပေါ့ကြားပေါင်းလုပ်ငန်းတွေဆိုလို့ရှိရင်တို့ကတကယ်လို့ဥပမာဆိုတော့မိုင်30တနားကြီးမိုင်30လောက်အထိတို့ခံနိုင်တယ်လိုင်းနဲ့70လောက်အထိခံနိုင်တယ်သူတွေကြော်လာလို့ရှိရင်တို့ကမခံနိုင်တော့ဘူး ဟုတ်ကဲ့လည်းတော့ဘုံကြောင်ကောင်းကြီးတက်ထွက်ကုန်လားလို့အာလုံသားတွေအာဒီကတည်းကတိရုပ်တာတွေပြစ်သွားနိုင်တာပေါ့ပြစ်သွားနိုင်တော့အဲ့ဒီမိုင်းတရားကျော်တော့ကနေပြီးတော့ဒီကျွန်တော်တို့ပတ်သိအဆိုယူဘာလဲဖြာပုံမြုံဝအထိဟိုဘုံတိုင်းရွတ်တဲ့နေရာအထိပြန်ဆွဲယူဖို့ဒီတနားကြီးကျော်ကျော်လောက်အချိန်ကြာတယ်တနားကြီးတနားကြီးပွဲလောက်အချိန်ကြာတယ်အဲ့ဒီပင်လေထဲမှာဒါဟိုဆက်ဆက်လေးနဲ့ပြန်ဆွဲရတာပေါ့နော်ဒီပေါက်ပေါက်လေးအဲ့တော့အခုဒီဟာကို ားတယ်ရင်လုံးရှိတယ်ဆိုလို့ရှိရင်ပေါ့ပြီးပြီးပေါ့ကြိုးကြည့်ကြတို့ကြောက်ချတာတို့သတ်သဖြင့်ပေါ့ဒီဟိုဖန်ထားတဲ့လှမ်းထားတဲ့ပစ္စည်းတွေသိနာဆဲတာတို့လိုအပ်တဲ့ပင်စမှုတွေပေါ့ဗျာအကုန်လုံးသူတို့လုပ်ဖို့အာပါပြီးပြီးအပြည့်ဝင်သွားတာပေါ့နော်အဲအဲ့ဒီအထူးကိုချိုးရင်းပြီးတော့တမန်တစားလို့ခုချိန်ဆိုရင်ဒါ9ရက်6ရက်လောက်အချိန်ရသေးတယ်အဲ3ရက်လောက်ဆိုရင်တော့ဒီပင်လေတဲ့အဖွဲကတော့မမီတော့ဟုတ်ကဲ့ပါဆရာ ဟုတ်ကဲ့ဆရာကြီးဖြည့်ချပေးတာအများကြီးကျေးဇူးတင်ပါတယ်ဆရာဖြည့်ဆွက်ပြောချင်တာများရှိသေးလားဆရာဟုတ်အမရှိပါဘူးဗျာအခုဟာဂျူနီခမန်းရက်ဆိုတဲ့အခါကျတော့ခုနကကျွန်တော်ပြောရဲဟုတ်အာဧပြီလနေ့ရက်ပေါ့နော်ဧပြီလနေ့ရက်ဆိုလို့ရင်ဒါဒီဘက်ကမ္ဘလီပိုင်းတဲ့တောင်ပိုင်းကိုရောက်လာပြီးတော့တကယ်သာဖြစ်လာမယ်ဆိုတဲ့ဟာအရေးကြီးပါတယ်အဲ့ဒီဟာကိုတက်ပြီးတော့စောင့်ပြီးတော့နှောက်ပေးကြပါလို့အဲ့ဒါပဲပြော